အလုံးဝမင်္ဂလာပါဗျာကျွန်တော်ကတော့ new balavia ဒီတကားထွက်ရှိလာတဲ့ glitch pin မှာကျွန်တော်ကတော့တော်တော်လေးကိုကြီးမားတဲ့အမားတစ်ခုလုံးမိလိုက်ပြီဖြစ်ပါတယ်တကယ်ကျွန်တော်လည်းဒီအမားကိုမလုံးမိဘဲအရေးကြီးတာဖြစ်ပါတယ် ဲ့ဒါတော့ဗာလဲဆိုတော့ဒီ pre-order event မှာကျွန်တော် jam ကိုလဲဖို့မိသွားတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်စီမှာ jam ပေါ့ဗျာ၃ခုရှိတာဖြစ်ပါတယ်ကျွန်တော်ဒီ m7 စစ်2ယူရမလားမယူရဘူးလားစဉ်းစားရင်းနဲ့ပေါ့ဗျာမနေ့ကကျွန်တော် jam ၃ခုကိုလဲဖို့မိသွားတာဖြစ်ပါတယ်ဒီနေ့မနေ့ကျွန်တော် game နဲ့ဝင်ကြည့်လိုက်တော့အဲ့ jam တွေဘာတွေပါမှမရှိတော့ပါဘူးဗျာအလုံးက expire ဖြစ်သွားပါပြီအလုံးကပျောက်သွားပြီဖြစ်ပါတယ် jam ၃ခုနဲ့ပေါ့ဗျာဒီကကျွန်တော် jam အသေးလေးအခု30လောက်ကျော်အလကားဖြစ်သွားတာမျိုးရှိပါတယ်ဒါကြောင့်တကယ်ကျွန်တော်လည်းဒီက glitch pain နဲ့ပတ်သက်ပြီးမှဒီက pre-order event ပေါ့ဗျာ jam ပြောင်းလို့ရတဲ့ event တွေဘာတွေလာပြီဆိုရင်တော့အများဆုံး ြံပြောင်းထားဖို့ကျွန်တော်ပြောလိုပါတယ်ဗျာကျွန်တော်လို့ပေါ်ရမိသွားတယ်ဆိုရင်တော့ဂျမ်နေတော်တော်လေးကိုစုံရှုံးမှာဆိုတာသိကြပါတယ်ဗျာလက်ရှိကျွန်တော်မှာကြည့်မယ်ဆိုရင်တော့ဂျမ်၃တုံးရှိပါတယ်၆တုံးရှိရမှာဖြစ်ပါတယ်၃တုံးအချို့အလကားဖြစ်သွားပြီလို့ပြောလို့ရပါတယ်ဗျာဒါကတော့ကျွန်တော်ဒီနေ့ထွက်ရှိထားတဲ့ glispin အသစ်အချိန်ကတော့29ရက်10လအနေနဲ့26ရက်17လအထိသွားမှာဖြစ်ပါတယ်တရက်တည်းပထမအဦးဆုံး spin ကတော့ပုံမှန်တိုင်း၁၀ UC ကျသစ်မှာဖြစ်ပါတယ် mini material လို့ရရှိသွားပြီဖြစ်ပါတယ်မစိုးလို့ပြောလို့ရပါတယ်ဆဲက spin လုပ်တယ်ဆိုရင်တော့0 UC ပေါ်ပြပေးထားရှိပါတယ်ကျွန်တော်က pre order တင်ထားတဲ့အတွက်ဖြစ်ပါတယ်0 UC နဲ့ပေါ်တဲ့တစ်ချက်လုံး စပင်လောက်ကြီးကြီးရအောင်များဘယ်လောက်ထိမှကန်ကောင်းမလဲဆိုတော့ဒီမှာကြီးရမယ်ဆိုရင်ဒီမီပလင်းကိုရရှိသွားပြီဖြစ်ပါတယ်ကြီးရှိပါခြားတော့ဂျော်ဒီရဲ့မီဒီယမ်နေပါပြီးပေးတာမျိုးရှိပါတယ်တစ်ခါစပင်လောက်ပါမယ်ဒါပြီးကျော်ဆဲကပေါ့ဗျာတစ်ခါလေးသွားကြီးကြီးရအောင်များဘယ်လောက်ထိမှကန်ကောင်းမလဲဒီရဲ့ပေါ်ရဂျမ်အသေးပေးတာမျိုးရှိပါတယ်ဆဲကပေါ့ဗျာတစ်ခါလေးသွားကြီးကြီးရအောင်များ skip ဆိုတာကျွန်တော်မလုပ်တော့ပါဘူးဒီကနေ့ကြီးရမယ်ဆိုရင်တော့ဂျမ်အသေးလေးတော့ပေးတာမျိုးရှိပါတယ်တစ်ခါသွားပါမယ်အဲ့ဒါပြီးပြောပါရကျော်ဆဲကတစ်ခါလေးသွားကြီးကြီးရအောင်များ skip ဆိုတာလုပ်လိုက်ပါမယ်โอเคကန်ရတော့ပေါ့ဗျာကောင်းတာမျိုးမရှိသေးပါဘူးဗျာ Jesus ပြီး PUBG Mobile လေးကောင်းတဲ့ item လေးလို ုပ်လိုက်ပါဆိုတော့ဒီမှာကြည့်ရမယ်ဆိုတော့ဒီရဲ့ jam ပေါ့ဗျအဓိက jam တစ်ခုရရှိသွားပြီဖြစ်ပါတယ်โอเคဆိုတော့လုပ်လိုက်ပါမယ်ဒါကကျွန်တော်ကန်ကောင်းတာတော့မဟုတ်ပါဘူးလက်ကတရပြည့်သွားတဲ့အတွက်ရရှိတာဖြစ်ပါတယ်ကန်ကတော့ကျွန်တော်မကောင်းလို့ပြောလို့ရပါတယ်ဗျโอเคဆိုတော့လုပ်လိုက်ပါမယ်ဆယ်ကပေါ့ဗျတခါတည်းသွားကြည့်ကြည့်အောင်များတရနဲ့ကြည့်ရမယ်ဆိုရင်တော့ကောင်းတဲ့ item လေးဆိုတော့လေ mini jam နဲ့ကျွန်တော်တောက်လျှောက်ပြတာမျိုးရှိပါတယ်ကန်ကတော့အလောက်ကြီးမကောင်းလို့ပြောလို့ရပါတယ်ဗျ skip ဆိုတော့ကျွန်တော်လုပ်လိုက်ပါမယ်ထပ်ပေါ့ဗျကျွန်တော်ဆယ်ချိန်ပေါ့ဗျတခါတည်းသွားကြည့်ကြည့်အောင်များ Jesus Pure PUBG Mobile လေးကောင်းတဲ့ item လေးလုတ်ပါဆိုတော့ တကယ် glider ကိုရရှိသွားပြီဖြစ်ပါတယ်မစိုးလို့ပြောလို့ရပါတယ် glider ကိုကြီးရမယ်ဆိုရင်တော်တော်လေးကိုလမ်းနှာမျိုးရှိပါတယ်ကြီးကြီးပါလက်ရှိကတော့ကျွန်တော်စုစုပေါင်းပေါ်ရ58ခါ spin လုပ်ပြီးသွားပြီဖြစ်ပါတယ်ခင်ကတော့တအားကြီးကောင်းတာမျိုးတော့မရှိဘူးလို့ပြောလို့ရပါတယ်ဒီလိုမှကျွန်တော်တရက်တရက်ပေါ်ရ10 UC နဲ့ spin လုပ်သွားပါမယ် block ထိမှကန်ကောင်းမလဲပေါ်ရချက်တော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျတခြားပေါ်ရဘယ်ဘက်ချက်မှရှိရမယ်ဆိုရင် spin လုပ်တာနဲ့မြ reward တွေရရှိတာမျိုးရှိပါတယ် reward တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့တော်တော်လေးကိုလမ်းနေဒီ ultimate set ကိုရရှိမှာဖြစ်ပါတယ်ကြီးကြီးပါယောက်ျားလေးနဲ့လည်း light throw main ကလေးနဲ့လည်း light ပါတယ်အဖြူအောင်နဲ့အပြန်အောင် scheme တုံးထားပြီးတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော်ပေါက်သွားတဲ့ glider scheme ပဲဖြစ်ပါတယ်ကြီးကြီးပါသူရဲ့ပုံစံနေထားပေါ်ရ look ကတော့လုံးဝအလွင်အတွေ့မြင်ရတာမျိုးရှိပါတယ်တခြား job boy skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကြီးကြီးပါ level 2နဲ့3ကတော်တော်လေးကိုမိုက်တာမျိုးရှိပါတယ် level 3ကတော့တော်တော်လေးကိုလမ်းပါတယ်လုံးဝ futuristic type တွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခု gun skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် skull လို့တွေ့မြင်ရမှာဖြစ်ပါတယ်လုံးဝ white team တုံးထားပြီးတာမျိုးရှိပါတယ် elimination special effect ကိုကြီးကြီးပါတော်တော်လေးကိုမိုက်ပါတယ် explosion effect ကလည်းမိုက်ပါတယ် advanced form အနေထားကိုကြီးကြီးပါ discard နဲ့ပတ်သက် ီးပြရမယ်ဆိုတော့တကယ်ချင်းအများစုအနေနဲ့နှစ်သက်ကြမယ်ဆိုတော့သိကြပါတယ်သူရဲ့ပေါ်ပြတဲ့ kill message ကိုတစ်ချက်လောက်ရေးရှိပါတော်တော်လေးကိုမိုက်ပါတယ်ရေးရှိပါပုံစံနေထားပေါ်ပြ hey fan နဲ့ပတ်သက်ပြီးပြရမလားနောက်ဆုံး final form ကိုရေးရှိပါတော်တော်လေးကိုအလွင်တွေ့မြင်ရတာမျိုးရှိပါတယ် Ukraine နဲ့ပတ်သက်ပြီးပြရမယ်ဆိုရင်လည်းဒီပုံစံအနေထားပေါ်ရ futuristic type လို့ပြောလို့ရပါတယ်ဗျတခြားတော့ပုံမှန်အတိုင်းပဲဒီရဲ့ emote တို့ပေါ်ရ material လေးပါတွေ့မြင်ရတာမျိုးရှိပါတယ် returning item တွေနဲ့ပတ်သက်ပြီးပြရမယ်ဆိုတော့ဒီ outfit တွေပါတွေပြန်ပြီး return လာထားတာမျိုးရှိပါတယ်နောက်တစ်ခါကျရင် job skin နဲ့ပတ်သက်ပြီးပြရမလား not quality ရဲ့ car 98 ေးလည်းပြန်လာထားတာမျိုးရှိပါတယ်။တခြား skin တွေကတော့ပုံမှန်အတိုင်းပဲဖြစ်ပါတယ်။သူနဲ့ပတ်သက်ပြီးမှ attachment တွေပါတယ်၊တွေ့မြင်ရတာမျိုးရှိပါတယ်၊ emote တွေပါတယ်၊တွေ့မြင်ရတာမျိုးရှိပါတယ်။တကယ်ချင်းတော့ body ရဲ့ glitch spin နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာ။ဒီရဲ့ glitch spin မှာဘယ်ရဲ့ item ကိုအကျိုက်ဆုံးလဲ။ဒီလိုမှ spin လို့ဖြစ်လား spin မလို့ဖြစ်ဘူးလားပေါ့ဗျာ။ spin လို့ဖြစ်တယ်ဆိုရင်ဘယ်လောက်ထိမှကန်ကောင်းလဲ။ဒါမှမဟုတ်ဘယ်လောက်ထိမှကန်ဆိုးလဲပေါ့ဗျာ။ comment မမျှဝေပေးသွားဖို့မမိပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာ။နောက်တစ်ခုကတော့ကျွန်တော်တို့ပုံစံအမားတွေပါတယ်မလုံးမိဖို့လဲကျွန်တော်ပြောလို့ပါတယ်ဗျာ။ pre-order event လာပြီဆိုရင်ဂျမ်နီပါတယ်ပြောင်းစီရရှင်ပေါ့ဗျာ။အမြန်ဆုံးပြောင်းထားဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာ။ကျွန်တော်တို့ပုံစံမိသွားတယ်ဆိုရင်တော့ ဂျမ်းနီအလကားဆုံးရှုံးသွားမှာပဲဖြစ်ပါလိမ့်ဗျာ။ Okay ဒါဆိုတော့လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာ။တကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ။အခုလိုဗီဒီယိုကြည့်ရှုပြီးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျာ။